Hello အလောင်းမိငါရဲ့ channel ပါရှင်။နည်းအေးရစမချင်ရနေပြန်လဲပြီးတော့ကျေဆွလိုက်ပါရဲ့။နည်းဒီညာစာလေးပဲထပ်ပြီးတော့ဖတ်ပြပါမယ်ရှင်။စာရေးခေါင်းစဉ်နမည်ကတော့မုံပြီးရင်ဥပိ္ပခပြုပါ့။လူတယောက်ကိုမမုံမင်းအောင် ဥပိ္ပခပြုသိရင်ပြုလိုက်ရမှာကိုယ်အလုပ်ပဲကိုကစမုံလိုက်တာနဲ့ကိုမှစကူပူလောင်ရတယ်သူ့အကြောင်းကြားတိုင်းသူ့ကိုမြင်တိုင်းဒေါသကငြိထိတ်ရောက်ပြီးအရှင်ဆုံးကိုကစိတ်တူရတယ်တဖက်လူကတော့ကိုကသူ့ကိုမုံနေမှမသိဘူးသူလှုပ်ရှားရှိတာလှုပ်ပြီးသူ့ဟာသူ့အခြင်းနေမှာကိုကိုမှသာသူ့ကိုမြင်တာနဲ့အစာပြေစိတ်တူရရောတဲ့ ဒါကြောင့်သူ့ကိုစိတ်ထဲမှာအနာတရားဖြစ်နေလေကိုကိုကိုဆုံးမထားတယ်သူ့ကိုအခဲမကြည့်သေးရင်သူမရှိတဲ့အရာမှနေသူနဲ့မတွေ့အောင်ရှောင်သူ့အကြောင်းမကြားမိအောင်နေသူနဲ့အဝေးဆုံးမှနေသူ့အကြောင်းမသိရတော့ကိုလည်းစိတ်မပင်ပန်းရတော့ဘူးဥပိ္ပခာမပြုတ်နိုင်သေးရင်တော့သူနဲ့ပတ်သက်တာတွေကိုရှောင်ကျဉ်နေရင်နေရထိုင်ရတတ်တာပါတယ် ဘဝမှာမုံရတဲ့လူသိမရှိဘူးတော်ရုံနဲ့မမုံတတ်ဘူးကိုကလူတယောက်ကိုမုံပြီဆိုအဲ့ဒီလူကိုအတိလူကကို့အပေါ်ဘလောက်ထိနာကျင်စေတယ်ဆိုတော့ကိုပဲသိတယ်ခုလဲမုံတယ်နောင်လဲမုံမယ်ရှေ့ဆက်မုံနေအောင်မှာပဲဒါပေမဲ့မပူလောင်ခြင်းလို့ဥပိ္ပခပြုတ်ကြည့်ထားတယ်ကိုစိတ်ကိုအပူမပေးခြင်းတော့ဘူးလေတဲ့ မုံပြီးရင်ဥပိ္ပခပြုရမယ်နော်မဟုတ်ရှင်ကိုယ့်ရဲ့အမုံတွေကကိုယ့်ကိုပြန်ပြီးတော့လောင်ချမ်းစင်နိုင်ပါလေနောက်ထပ်ကောင်းစင်ချိုးအတန်တွေကိုလင့်လျူရှူကြည့်ပါလူတွေရဲ့ပစက်ပြားမှာကိုယ့်နမေကနန်စာအမျိုးမျိုးရှိနိုင်တယ်ဒါကြောင့် ကြားရသမျှကိုဥပိ္ပခာပြုထားနိုင်ဖို့ကြိုးစားပါကိုဖြစ်တည်မှုနေထိုင်မှုကဘသူကမှမတိခိုက်ရင်ကိုကိုဝေဖန်နိုင်တဲ့သူတွေကိုလည်းဂယုဆိုင်เสียမှလို့ပါဘူးကိုကမတည့်ရနေမယ်အနောက်ကကြည့်ရင်ကြောပေးထားတယ်လို့မြင်ရပြီး အရှိကဆိုမျက်နှချင်းဆိုင်ဖြစ်မယ်ဘေးလူကဘေးတိုင်းမြင်ရပြီးတစောင်းကြည့်တဲ့လူကတစောင်းမြင်ရမယ်ဒါဟာ ကိုကိုကြည့်ပြီးဝေဖန်နေတဲ့သူတွေကိုမြင်တာအောင်ချပြပေးတာကိုပတ်ဝန်းကျင်မှာကိုဟာသိုးသွန်းသူဒါမှမဟုတ်လိမ္မာသူဖြစ်မယ်သူတို့ပဆက်ပြားမှာပဲကိုဘဝကိုရောင်မားစေမလားမတိတလို့မကြားတလို့နေပြီးကိုဘဝကိုရှာမလားကိုတိုင်းရွေးရှယ်ရမယ်ကိုကတော့နံပါတ်1ကိုရွေးမယ်ကိုလန်းကိုဖောက်ပြီး ကိုလန်ကိုရှောင်းမယ်ကိုအတင်းပြောကြလဲမကြားသလိုနေမယ်ကိုကိုရှင်းမွန်းကြလဲပြုံးပြမယ်ကိုကလည်းလူတိုင်းအပေါ်အမြဲတမ်းမကောင်းနိုင်လို့သူတို့ချိုက်ရင်အကောင်းပြောပြီးသူတို့မချိုက်ရင်အတင်းပြောကြမယ်ဒါကလူတဘာဝပဲသူတို့ပြောတဲ့အတိုင်းကိုဘဝကိုနေရုပ်ကလေးလိုရှုပ်သေးရုပ်ကလေးလိုအဖြစ်မခံနိုင်ဘူးကိုရွေးချယ်ထားတဲ့လမ်းကို ကိုဖြစ်အောင်ရှောင်မယ်ကိုအနာကတ်ကိုကိုလက်ထဲမှာပဲထားမယ်ကိုတိုင်းပဲဘဝကိုပိတ်ကိမ်းမှာမလို့ခုကိုထိခိုက်စေမယ်ဘသူစကားမဆိုဥပိ္ခာပြုထားတယ်စန္ဒာ မကြိုက်ဘူးဆိုတဲ့အရာကိုပြောပြဖို့လေသူပြင်လာမလားဆိုတဲ့မျိုးလင်းချက်လေးနဲ့ပေါ့အချိန်တစ်ခုကြာတဲ့အထိစောက်ပေးမိသေးတယ်ကိုပြောထားတဲ့အရာလေးကို သူများသူများလုပ်ပေးမလားဆိုတဲ့အတွေ့လေးနဲ့ကျမတို့ဟာမျိုးလင်းချက်မထားသင့်တဲ့လူကိုထားမိတကြတယ်အဲ့ဒီအတွက်အချိန်ကုန်တယ်လူရောစိတ်ပါပင်မရတယ်မျိုးလင်းချက်ထားလို့ရတဲ့လူစီကိုပဲမျိုးလင်းပါ ို့အတွက်ဆိုပြီးသူစီကပြောင်းလဲခြင်းတွေမရမရှင်သူတို့ချစ်တယ်ဆိုတာအလကားပါယောက်ျားလေးတယောက်ကသူ့ကိုတကယ်ချစ်တဲ့မိန်းကလေးအတွက်ကိုပဲပြောင်းလဲပေးတတ်တယ်ကိုမချိုက်တာတွေကိုသူလုံနေတည်း၍အဲ့လိုလူနဲ့အဆင်ပြေလာဖို့ဘယ်တော့မှမကြိုးစားမိပါစေနဲ့ကိုကူတက်မဲ့ဂျူကွင်းကိုဘယ်တော့မှကိုလည်းနဲ့မရှိမိပါစေနဲ့ ကြောခိုင်းသိရင်အသေးခိုင်မတက်နာကျင်ရလေကြောခိုင်းခဲ့ပါစွန်ပြင်းသိတဲ့ထင်ရင်ဒေလူမျိုးပါနာကျင်ရလေစွန်ပြင်းလိုက်ပါမင်းကလေးတိုင်းအလေးနဲ့ရှိပြီးတံမိုးထားတတ်တဲ့ယောက်ျားလေးမျိုးနဲ့ပဲစုံစည်းခြင်းတယ် ေတညာတော့စာလီကတော့ဒီလောက်လေးပဲအဖပြရမယ်နော်အားလုံးမင်္ဂလာညချင်းလေးပါရှင်အိမ်မက်လက်လက်မကြပါစေ